ဒီ .twin မှာတော့ဟင်းဝရံနဲ့ဆိုးပြည်သိန်းကသူတို့နှစ်ယောက်ကလေးမွေးထားတဲ့ဓာတ်ပုံတွေ online ပေါ်မှာအယောင်ကမှပြန့်နှံ့လာနေပြီဖြစ်တဲ့အတွက်မဖြေရှင်းလို့မရတော့တဲ့အနေအထားတစ်ခုမှရှိနေတာဖြစ်တဲ့အတွက်ကိစ္စတွေကိုတဲပဲဖြေရှင်းလာခဲ့ပြီပဲဖြစ်ပါတယ် ဟဲဝီယန်ရဲ့ဆိုဗီယက်စင်ဟာလွန်ခဲ့တဲ့အပတ်ကမှတရုတ်နိုင်ငံကနေပြန်လည်ရောက်ရှိခဲ့တာဖြစ်တယ်။တရုတ်နိုင်ငံမှာဒါများစွာသောသိမ်းပေါင်းတော့ကျွန်တော်တို့တောင်းချီကုန်ချက်ခံပြီးတော့ pre wedding ကိုသွားရိုက်ခဲ့တာဖြစ်ပြီးတော့ဝမှုရွှေနဲ့သူယောက်ျားနော်နိုင်ဖြူကျော်ရရဲ့ဒါလုပ်ခဲ့တဲ့ pre wedding အတိုင်းပဲပေါ့လေ။အဲ့ဒီနေရာမှာပြန်လည်ရိုက်ကူခဲ့တာဖြစ်ပြီးတော့ဒါအများသူငါပြောချတာကကြတော့ဒါနော်ဝမှုရွှေတို့ဇနီးမောင်နှံချက်တောင်သူတို့ကချမ်းသာတယ်ဆိုတာပြကြင်လို့အဲ့ဒီနေရာမှာသွားပြီးတော့နော် င်းဦးမူရှိတို့ထက်တအောင်ရိုက်ပြခဲ့တာဆိုတော့မြင်းမြင်းပြောကြတာဒါတော့မဖြစ်နိုင်ပါဘူးเนาะဒါကျွန်တော်တို့တို့ကတို့ပေါ့လीဦးမူရှိမှာဆိုရင်လည်းပဲသူ့မှာသူယောက်ျားတတိကိုဒါဟိမန်ဆိုနေပဲအတန်တစ်ချမ်းသာတဲ့တတိသားဖြစ်တယ်เนาะဆိုတော့အခုဒီကောက်မှာတော့ဒါ online ပေါ်မှာမြင်းမြင်းပြောကြတယ်ပေါ့เนาะအခုကဓာတ်ပုံတွေပြန်လာခဲ့တဲ့အနေထားတစ်ခုမှာဟိဝင်နဲ့ဆိုပြီးစဉ်က ဖြေပါဖြေရှင်းလာလေဆိုတော့เนาะအခုလိုမျိုးကလေးမွေးလေးကိစ္စကမှန်မှုနင်းနေတသားတဲ့เนาะဒါသူတို့ pre wedding တွားရိုက်တာတော့သူတို့နှစ်ယောက်ကအတူတူเนาะကျွန်တော်တို့ living together အနေထားနဲ့တွားရိုက်တာမဟုတ်ဘဲနဲ့ဒါဆွေးပြီးတဲ့စင်ကသူ့အမေကိုเนาะဒါ pre wedding ရိုက်ဖို့အတွက် တယ်ဝန်နိုင်ငံတိခေါ်သွားခဲ့တာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကဒီဝင်လက်ထပ်ထားတာမဟုတ်တဲ့အတွက်အခုတည်းတည်းအတူတူမနေရသေးတဲ့အကြောင်းနဲ့ဒါအပြိုစင်ဘောဟောက်ကိုအရန်ဝမှာတန်မိုးထားတဲ့အကြောင်းဒါဆိုပြီးတဲ့စင်လေးကဒေဗေဖြေရှင်းလာခဲ့တာဖြစ်ပြီးတော့ဟင်းဝင်ရန်ကိုလက်ထပ်ပြီးမှသာလေသူရဲ့ကာမပိုင်အဖြစ်နောက်ဆုံးဖြတ်မှာဖြစ်ပြီးတော့အခုလိုမျိုးနော်ကလေးမွေးထားတဲ့ကိစ္စတွေကလုံးဝမှန်ကန်မှုမရှိဘူးဆိုတော့အမှန်တိုင်းပဲဒေဗေဝင်ခံလာခဲ့တာပဲဖြစ်ပါတယ်နော်